Okay good evening everyone ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကျွန်တော် live ကို join လုပ်တဲ့အတွက်ဒီနေ့ကကျွန်တော်တို့၄ရက်ဇွန်လ2025ဖြစ်ပါတယ်၈နာစင်ကာပူချိန်၈နာရီ7မိနစ်ရှိပါပြီဟုတ်ပြီကျွန်တော်တို့ဒီတပတ်မှာကျွန်တော်ဒီတပတ်ကဒီနေ့ကဗုဒ္ဓဟူးနေ့ဖြစ်တယ် Okay ဒီတပတ်မှာကျွန်တော်တို့ big items day ပေါ့နော် big items day က actually um like ဗုဒ္ဓဟူးဇာတိတောက်ကြမှာ အာတော့မယ်လို့ပဲကျွန်တော်ပြောပြောရမှာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ Monday တုန်းကပြီးခဲ့တဲ့တနင်္လာနေ့ကကျွန်တော်တနင်္လာနေ့ကကျွန်တော်မှာ big news ရှိတယ်ဒါပေမဲ့အာ you know sorry big um power speech ရှိတယ်ဒါပေမဲ့အာသူတိတ်ပြီးတော့ market နဲ့ပတ်သက်လို့ဘာမှပြောမသွားဘူးအဲ့တော့ဟို နော် market ကဘာမှတိတ်အထွေထူး reaction မရှိဘူးအဲဒီတပတ်မှာဒီတပတ်မှာเนาะကျွန်တော်အခုဒီနေ့ဗိုလ်ထုံးလေးလည်းဖြစ်တဲ့အရေးကြီးတာတော့ကျွန်တော်နောက်ထပ်5မိနစ်လောက်နောက်ထပ်3မိနစ်ဆိုရင်ကျွန်တော် non farm advance non farm payroll လာမယ်အဲကျွန်တော်ဒီနေ့ညပေါ့เนาะ advance non farm payroll လာမယ်ကျွန်တော် IS ISM data လာမယ်အဲ့တော့ data တွေက z တိုက်ဒီညလာမှာလာဖို့ရှိတယ်အဲ့တော့ဒီညလည်းအရေးကြီးတယ် okay ပြီးတော့မနေ့ပြန်ကြရင်ကျွန်တော်တို့မနေ့ပြန်ကြရင်ဒီကောင်းနေ euro နော်ကျွန်တော် euro items လည်းရှိတယ်မနေ့ပြန်ကြ euro ရဲ့ဒီ rate decision ပေါ့နော် euro rate decision ရှိတယ် okay euro ကြိုက်တစ်ချက်လေးသတိသတိထားပါသူတို့ကဘလို့လာလေးရှိလဲဆိုတော့သူတို့ကဒီ information ကနှစ်ခုလာတာပရမတ်တစ်ခုကသူတို့တွေကျွန်တော်ဒီ rate decision ကိုလာတယ် okay အဲ့ပြီးတော့သူတို့နောက်ထပ် nine world လောက်လဲကြာတော့ဒီကောင်နဲ့ conference ဆိုပြီးတော့ဒီဟိုပါတော့အမေးဖြစ်ပေါ့နော်လာတယ်အဲ့တော့တခါတလေကြာရင်เนาะ rate ပုံမူတည်ပြီးတော့အရန် move ဖြစ်သွားတတ်တယ် ဒါပေမဲ့များသောအားဖြင့်อ่ะဒီ rate ကအရင် move တော့မဖြစ်တော့ဘူးအဲအဓိကဒီကောင်တွေကဟိုမှာဒီကျွန်တော်တို့ဒီဟိုမှာ conference မှာ move ဖြစ်တာများတယ်အော်ဘာပဲပြောပြော okay ဘာပဲပြောပြောဒီဟာလေးတော့တစ်ချက်သတိထားပါเนาะကျွန်တော်တို့ဒီ euro က information ကနှစ်ခါလာလို့เนาะအဲမနေ့ပြန်အတွက် okay the back car friday okay the back car friday ကတော့ကျွန်တော်တို့ဒီအရေးကြီးဆုံးတော့ဒါကျွန်တော် non fan payro ပေါ့เนาะဒါ non fan payro ဆိုတာကတော့ကျွန်တော်တို့ဒီ um ဒီကျွန်တော်ဒီ trader တွေအတွက်เนาะပထမဦးဆုံး first uh first friday of the month เนาะဒီတလတလအတွက်ပထမဦးဆုံး um you know ပထမဦးဆုံးတောက်ကြနေမှာအာလာတဲ့ news ဖြစ်ပါတယ်အဲ့ကောင်အရင်အရေးကြီးတယ်ဘာလို့လဲဆိုတော့ဒါ US ကဒီအလုတ်ကအခြေအနေပေါ့เนาะအလုတ် statistic ပေါ့เนาะအလုတ်တွေအလုတ်တွေလောက်တာတွေများလားအလုတ်တွေပြုတ်တာတွေရှိလားပေါ့เนาะအဲ့အလုတ်ကအခြေအနေကိုသူတို့တိုင်းပြတဲ့ information ဖြစ်ပါတယ် ဲအကြောင်းဒီကျွန်တော် non fund payroll trader အကြောင်းသိတယ်ကျွန်တော်ပြီးရင်ကျွန်တော်ဥပမာဖြင့်ရွှေအကြောင်းပြောရင်ကျွန်တော် non fund payroll မှာဘာကြောင့် market cap အရင်အတက်ကြကျန်တက်လဲဆိုတော့ကျွန်တော်တစ်ချက်ရှင်းပြပါမယ်เนาะ ဟုတ်ပြီအဲ့တော့ဒီကျွန်တော်ဒီလေဘန်လုံးကတော့ပြောမယ်ဆိုတော့ news တွေဂျန်သေးတယ်โอเคဗိုလ်ဒုံးလေးတော့ရှိနေပြီဒါပေမဲ့ news တွေဂျန်သေးတယ်နောက်ဆုံးတစ်ခုကျွန်တော် additional လုပ်ဖို့ additional ပြောဖို့ကဒီ friday မှာ nan fan pero အပြင်ကျွန်တော်တို့ဒီဟိုနော် trump နဲ့ကျွန်တော်တို့ဒီကျွန်တော်တရုတ်ကဟိုဟာဒီ sea jumping ပေါ့နော်သူနဲ့စကားပြောဖို့ရှိတယ်ဒီကောင်တော့ news မဟုတ်ဘူးဒါပေမဲ့ events ပေါ့နော်ဒီကောင်တွေဒီသူတို့နှစ်ယောက်စကားပြောပြီးတော့အခြေအနေကိုကြည့်ဖို့ရှိတယ်โอเคအဲ့ဒီတော့ market က အဲကျွန်တော်တို့ဒီတောက်ကြနေမှာတော့အရင်အရေးကြီးတယ်လို့ကျွန်တော်မြင်တယ်သတိထားပါနော်သတိထားပါနော်တောက်ကြနေကြသတိထားပါ NFP လည်းရှိတယ်ကျွန်တော်ဒီပေါ့ news လည်းရှိတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ additional ကျွန်တော်ဝါလေးတွားလိုက်အောင်အာ in အာကျွန်တော်ဒီ counter လေးတစ်ချက်တွားလိုက်အောင် okay ကျွန်တော်တို့ဒီဒီတပတ်ကပြီးတော့နောက်တစ်ခုကနည်းနည်းလေးထူးကြတာလည်းပြောရမှာပေါ့နော်နည်းနည်းလေးထူးကြတာလည်းဘာရှိလဲဆိုတော့ကျွန်တော်တစ်ချက်ပြအဲနော်တစ်ချက်ပြမယ်နည်းနည်းလေးထူးကြတာဘာရှိလဲဆိုတော့ဒီကောင်းနေက okay အာကျွန်တော် candle ကိုပြောင်းလိုက်မယ်။ Okay နည်းနည်းလေးထိုးကြတာဘာရှိလဲဒီကောင်းလေး Monday မှာကျွန်တော်တို့ဘာဟိုဘာတော်မှာဘာမှတိတ်မပြောဘဲနဲ့ Monday မှာဒီကောင်းလေးကလုံးဝကနေရတက်သွားတယ်တလား။အဲ့လိုမျိုး Monday မှာတိတ်ပြီးတော့ news လည်းတိတ်မရှိဘူးအာနော်ဟို information လည်းအလောက်ကြီးရေးမကြီးသလိုလိုနဲ့ market အဲ့လိုရမ်းတက်သွားရင်သတိထားပါတချို့ trader တွေဆိုရင်နော်ဟိုဟာပေါ့နော် Monday ဆို trade တော့မ trade ဘူး ဘာလို့လဲဆိုတော့ကျွန်တော်အမြန်ပြောသလိုပဲ Monday ကကျွန်တော်တို့ဟို Saturday Sunday မှာနေပြီးတော့မ trade ထားတဲ့အတွက်အဲ့ Monday မှာစုဆက်ဝင်ပြီးတော့ trade ထားတဲ့ trade တဲ့လူတွေများတော့အဲ့ Monday ကဟိုပါဘောเนาะဟိုဟို trap ဖြစ်တတ်တယ်ဟိုเนาะထောင်ချောက်ဖြစ်တတ်တယ်အဲ့အားလေးတစ်ချက်လေးသတိထားပါအဲ့တော့အခုအခုဆိုရင်ကျွန်တော် Monday မှာဈေးတက်နေပြီးအတွက်အတွက်ဆိုတဲ့အတွက် live ဝယ်ထားခဲ့ရင်အခုဆိုတာသူတို့ဒီเนาะတကယ်လို့ဟိုအတက်ဘက်မှာမိထားခဲ့တယ်ဆိုတာသူတို့အခု show နေပြီ တွေ့လားအဲကြောင့်သတိထားပါအဲ့တော့ကျွန်တော်ကတော့ဒီ Monday မှာဓာကြီးကိုကျွန်တော်တိတ်ပြီးတော့နည်းနည်းဟိုဟာပေါ့ဟာပေါ့နော်တိတ်ပြီးတော့အာ not so clean လို့ကျွန်တော်ထင်တယ်โอเคအဲ့ဒီတော့ဒီကောင်နဲ့အခုဘာလုပ်လဲဆိုတော့ဒီဒီလိုမျိုး swing level ရှိတယ်ဒီလိုမျိုး swing level ရှိတယ်အဲ့တော့ဒီကောင်နဲ့ဘာလုပ်တာလဲဆို Monday မှာတိတ်ပြီးတော့ဟိုလူတွေဟာပေါ့နော်ဟိုဘာလို့မှမသိတဲ့အချိန်မှာဒီကောင်နဲ့လုံးဝ price ကြီးကိုတင်လိုက်တဲ့ date ပဲမှာကျွန်တော်မြင်တယ် ကဲအကယ်၍များနော်မန်ဒေးကတကယ်လို့ပဲဟို bullish ပေါ့နော်အတက်ဖက်ကိုသွားမယ်ဆိုရင်ဒီကောင်တွေကဟောရမှာကျွန်တော်အင်္ဂါနေ့မှာဆက်တက်အောင်ပါဟုတ်တယ်မလားမဆိုတွေ့လားအဲဆက်လက်မတက်ဘူးတွေ့လားအင်္ဂါနေ့လည်းကြောင့်ပြန်ဆင်းသွားတာပဲโอเคအဲ့တော့ကျွန်တော်အမြင်ကဒီကောင်နေဟောပေါ့နော်နည်းနည်းများ top များနည်းနည်းများဖြစ်မလားလို့နည်းနည်းလေးသတိအာသတိကျွန်တော်အာဖြုတ်ခြင်းတယ်ဖြစ်နည်းနည်းတော့သတိထားပါโอเคအာ Monday မှာအတက်ပြတယ်နံပါတ်1ချက် Monday ကပြီးတော့သတိထားမယ့်နေ့လည်းဖြစ်တယ်ပြီးတော့ Tuesday လည်းကြောက်ဆင်းတော့တက်လာโอเคပြီးတော့ ြီးတော့နောက်ဆုံးအချက်ကကျွန်တော်ဘာလေးကိုသွားသတိထားမိလဲဆိုတော့တွေ့လားဒီမှာကျွန်တော်တို့ဒီဟောပါတော့ပြီးခဲ့တဲ့တပတ်အာပြီးခဲ့ကြာသတိတောက်ကြနေတယ်ကွာတွေ့လားဘာမှထွေထီထူးထူး volume ကိုမရှိကဲ volume မရှိဘူးဆိုတဲ့သဘောကဒီလိုမျိုး price တွေအပေါ်ဈေးတက်နေတဲ့အချိန်မှာဒီထဲမှာဟိုဘယ်လိုခေါ်မလဲဟိုမမေရဲ့လိုက်ပြီး volume နေနဲ့ဝင်ပြီးတော့ဝယ်တဲ့လူတူရောင်းတဲ့လူမရှိဘူး โอเคအဲ့တော့ volume machine ဘာဖြစ်လဲ volume machine ဘာဖြစ်တတ်လဲဆိုတော့အကယ်၍များတစ်ခုခုပေါ့เนาะအာဟိုဘာမင်း bad news ပဲဖြစ်ဖြစ်เนาะတစ်ခုခုများလာခဲ့ရင်တကယ်လို့များဟိုနည်းနည်းလေးဟို self force ပေါ့เนาะနည်းနည်းလေးအယောင်းတွေဝင်ဝင်လာမယ်ဆိုရင်သူတို့အလွယ်တကူဆင်းသွားတတ်တယ်เนาะဟို volume ဆိုတာ volume ရှိတယ်ဆိုတာ strong strength ဖြစ်တယ် volume မရှိဘူးဆိုတာ no strength လို့ပြောတာနည်းအတူတူပဲ โอเคအဲ့လိုတစ်ချက်သတိထားပါအဲ့တော့အခုလောလောဆယ်ကတော့ကျွန်တော်တို့အာ similar တော့ကျွန်တော်တို့ဟို100%တော့ပြောလို့မရသေးဘူးโอเค because ကျွန်တော်ဒီ line ဒီ trend line ကိုလည်း break မဖြစ်သေးဘူးဒီကောင်းနေ trend line ကိုကောင်းနေအာဟောပေါ့နော်ဟို3ပြူတာတစ်ခါရှိပြီနှစ်ခါရှိပြီဒီမှာဆိုလုံးဝဆင်းသွားပြီးတော့ပြန်အောင်တက်သွားသေးတယ်3ခါရှိပြီဒီတစ်ခေါက်ဆို4ခါရှိပြီဆိုတဲ့ဘောမှာရှိတယ်โอเคအဲ့တော့ဒါယူရိုเนาะအဲ့တော့ကျွန်တော်တော့ဒီကောင်လေးကိုနည်းနည်းသတိထားတယ်အကယ်၍များเนาะ အာကျွန်တော်တို့ဒီနေ့ပဲဖြစ်ဖြစ်မနေ့ပြန်ပဲဖြစ်ဖြစ်ပေါ့နော်စင်းချသွားပြီဆိုရင်ကျွန်တော်တော့ဟိုခုနပြောဆိုဆက်ပြီးတော့များစင်းနိုင်မလားလို့ကျွန်တော်မြင်တယ်โอเคအဲ့တော့ကျွန်တော်ဒါကိုစောင့်ကြည့်နေတယ်โอเคယူရိုကျွန်တော်လည်းစောင့်ကြည့်နေတယ်โอเคအော်ဇီနဲ့နယူးဇီလန်ကတော့ဟိုအဲ့ဒီဒီကောင်းနေကြားထဲမှာတော့ကျွန်တော်ထင်တာမဆိုးဘူးလို့ထင်တယ်โอเคဘာလို့ဆိုတော့အော်ဇီတို့เนาะနယူးဇီလန်တို့ဆိုတာအော်ဇီတို့နယူးဇီလန်တို့ဆိုတာဒီ um you know ကျွန်တော်တို့ဒီ commodity currency လို့ပြောလို့ရတယ်အဲ့တော့ဟိုသူများတွေကြနေတာတော့မှဒီကောင်လေးကနည်းနည်းတက်တက်ဇလန်ဘက်မှာရှိတတ်တယ် okay အဲ့တော့ကျွန်တော်တို့ဒီမှာမြင်ရတဲ့အတိုင်းပဲဒီမှာကျွန်တော်တို့ဟိုဟာဘောနော်အောက်ဆင်းလိုက်တဲ့ဒီကောင်အများနဲ့ support လေးတွေရှိနေတဲ့အိပ်ပဲမှာရှိတယ်အဲ့ဒီတော့ဟိုတိတ်ပြီးတော့အရန်တော့ weak ဖြစ်တယ်လို့ကျွန်တော်မမြင်ဘူး okay အဲ့တော့ကျွန်တော်ဒါ new zealand လည်းတိတ်ဒိုနီ၎င်းပါပဲ so အဲ့တော့ကျွန်တော် euro ရှိမယ် aussie ရှိမယ် new zealand ရှိမယ် အဲ့ဒီ၃ခုထဲမှာတကယ်လို့ week အဖြစ်ဆုံးဆိုကျွန်တော်ကတော့ euro ဖြစ်နိုင်ရည်များတယ်လို့ကျွန်တော်ထင်တယ်။ Okay အခုအာပြီးတော့နောက်တစ်ခုကကျွန်တော်ဒီเนาะဟို Ukraine နဲ့ Russia နဲ့ပြဿနာတွေတဲ့အဲ့အတွက်တက်ကြောင်လဲကျွန်တော်ထင်တာ euro ကပို့ပြီးတော့အာဟိုဘာနော်ဟိုကျမယ်ဆိုပို့ကျနိုင်ရည်ပုံများတယ်เนาะအဲ့ဒါကိုကျွန်တော်မြင်နေအဲ့တော့ဟိုဘာနော် euro ရဲ့အာ euro ရဲ့ information ပါ Okay အဲ့တော့ကျွန်တော်ရွှေကိုတစ်ချက်သွားလိုက်အောင်ရွှေကဘာဖြစ်နေတာလဲ Okay ရွှေကသူတို့က market ကအခုကဘာဖြစ်နေလဲလို့ပြောရမယ်ဆိုရင်ဒီကောင်ကဒီလိုမျိုးဒီဘာဘာ triangle ပဲပြောရမှာနော်အဲ့ triangle ဂျာရက်မှာဒီကောင် breakout ကိုဆိုစောင့်နေတဲ့သဘောမှာရှိတယ်အပေါ်တက်မလားအောက်ဆင်မလားပေါ့နော်ကျွန်တော်ဒီဟာလေးကိုကျွန်တော် case ကိုကျွန်တော် build up လုပ်ပြမယ် okay ရွှေကကျွန်တော်တို့ဒီတစ်ခေါက်မှာကျွန်တော်တို့ဒီအာလွန်ခဲ့တဲ့ဘာပေါ့နော်ကျွန်တော် april မှာကျွန်တော်ဒီ trump tariff တွေနဲ့ပတ်သက်ပြီးတော့ရွှေကလုံးဝထောင်တက်သွားတာ နော်ရွှေကလုံးဝထောင်တက်သွားတယ်ကျွန်တော်ဒီဟိုဒါတော့ဒီက3000ပေါ့နော် 3k တွေကနေပြီးတော့3.5ဆိုတာဟိုဟာပေါ့နော်ကျွန်တော်ဒီ10%လောက်နေပါပေါ့နော်10%ကျော်တောင်ကျော်သေးတယ် sorry တော်ကျော်တောင်ကျော်သေးတယ်ဒီကောင်လုံးဝတက်သွားတာဟုတ်ပြီအဲ့တော့ဘာဖြစ်သွားလဲလူတွေတော်တော်များများရွှေကိုဒီလိုမျိုးခဏအတူတည်းမှာအများကြီးတက်သွားတဲ့အတွက်ရွှေကိုလုံးဝဟိုစိတ်ဝင်စားသွားတာပေါ့နော် okay fine okay ဒီကောင်ပြီးတော့ဘာဖြစ်လဲဆိုတော့ဒီကောင်ခဏပဲတက်သွားပြီးတော့ဒီကောင်ကဒီဟိုပါပေါ့နော်ကျွန်တော်ဒီလောက်ဘောက်ရှိမလဲဆိုတော့လေးအဲ့နေပြန်ဆို ဟိုဘာနှစ်ပတ်ကနေ၃ပတ်အတွင်းပေါ့နော်3 weeks အဲ2 weeks 3 weeks လောက်ပေါ့2 to 3 weeks ပေါ့နော်အဲ့မှာဈေးကအများကြီးထောင်တက်သွားဒါပေမဲ့အဲ့ရပြီးတော့အခုဆိုတာကျွန်တော်ဟိုလောက်ရှိပြီ၅ပတ်လောက်ရှိပြီ5 weeks လောက်ရှိပြီလုံးဝရွှေရ very big swing မဲ့လုံနေတာနော်အဲ့တော့ကျွန်တော်ဘာကိုသတိထားမိလဲဆိုတော့ရွှေရဒီနေရာမှာကျွန်တော်အရင် volume အများကြီးထွက်လာတယ်ဖြစ်သဘောကပြောချင်တာဒီ level မှာရောင်းသူဝယ်သူကအရင်များတယ်ဆိုတဲ့သဘောကိုပြောတာဖြစ်တယ်โอเคနည်းနည်းဒီကောင်လေးဆင်းသွားတယ် โอเคပြီးတော့ပြန်တက်လာတယ်ပြီးတော့ဒီနားလောက်မှာထပ်ပြီးတော့ခုနပြောသလို volume အများကြီးထပ်တက်လာပြန်အောင်နော်အဲ့တော့အခုလောလောဆယ်အခုလောလောဆယ်ဒီနားလောက်မှာလည်း volume ကထပ်တက်လာပြန်အောင်โอเคအခုလောလောဆယ် price ကတက်နေတာမှန်တယ်အဲဒါပေမဲ့ volume ကလည်းကျနေပြန်အောင်အဲ့တော့ကျွန်တော်အမြင်ဘလို့သတိထားဖို့လိုမလဲဆိုကျွန်တော်ထင်တာကတော့ဒီလောက်ပေါ့ဟောပေါ့3200နဲ့အာ3280 နောက်တစ်ခုက3220ပေါ့ဒါကျွန်တော်ကဒါ future price เนาะ future price ဆိုတာကျွန်တော်တို့ CFD เนาะဟို forest broker CFD price တွေနဲ့နည်းနည်းလေးကွာတယ်အတက်ကြတော့တူတယ် okay အဲ့တော့ level လေးတစ်ချက်လေးတည်ထားပါအဲ့တော့ကျွန်တော် future price အကြဆိုရင်အာ3220နဲ့3280ကြာအရန်ရေးကြည့်တဲ့ support လို့ကျွန်တော်ထင်တယ် okay အကယ်၍များဒီ level ကိုပြန်ပြီးတော့เนาะဟို sink ခဲ့မယ်ဆိုရင်ကိုဝဲခြင်းနဲ့ဆိုရင်တောင်မှ ီ level လေးကိုမှသတိထားပါအဲ့အချိန်မှာဝယ်ဖို့အကောင်းဆုံး level လို့ကျွန်တော်ထင်တယ်အကဲရမြတ်တကယ်လို့ဒီ level တောင်မှဟိုဟိုမလို့ဘယ်နဲ့ဖောက်များဆင်းသွားရင်တော့ဟိုကျွန်တော်ထင်တယ် bearish back ကိုပြန်ပြီးတော့သွားရမယ်လို့ကျွန်တော်မြင်တယ် okay bearish back ကိုကျွန်တော်သွားမယ်လို့ကျွန်တော်မြင်နေဥပမာအားဖြင့်ကျွန်တော်တို့ဒီမှာတက်တုံကဒီမှာဟိုကနော်ဒီကောင်ဒီကောင်ဒီမှာ gap တစ်ခုလုတ်သွားတယ် gap up ခေါ်တာပါနော်ပြီးတော့ဒီမှာလည်းဒီကောင်ဒီ gap up စလိုင်းရှိတယ် okay အဲ့တော့ဒီ gap ကိုတော့ဒီကောင်ဒီမှာ fail ဖြစ်လို့သွားပြီးပြီ okay ဒါပေမဲ့ ဒီ gap ကိုဒီကောင်လေး fill မလုပ်သေးဘူး okay အဲ့တော့အကယ်၍များဒီ level ကိုပြန်ပြီးတော့ဆင်းပြီးတော့ဖောက်ဆင်းသွားမယ်ဆိုရင်ကျွန်တော်တင်ဒီတစ်ခေါက်ဒီ level များ gap များသွားပြီး close ဖြစ်မှာတော့ကျွန်တော်စဉ်းစားတယ် okay အဲ့တော့ရွှေကတော့အတင်းလိုက်ပြီးတော့အာဝယ်မယ်ဆိုရင်တော့ကျွန်တော်အရင်အရင်ကြီးတော့ဟိုဟာပေါ့နော်ကျွန်တော်ပြော65% bullish လောက်ပဲဆိုကျွန်တော်ပြောလို့ရမယ်โอเคတတိယတစ်ချက်ထားပါအာအဲ့အဲ့လိုမျိုးကျွန်တော်မြင်တယ် โอเคအဲ့တော့အားလေးတစ်ချက်သတိထားပါအာကျွန်တော်ကတော့ဒီကောင်းကိုနောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ဒီခုနပြောသလိုပဲဒီကောင်းလေးနောက်ဆုံးဈေးတက်သွားတဲ့အချိန်မှာဒီတော့လွန်ခဲ့တဲ့ဒီပတ်เนาะဈေးတက်သွားတဲ့အချိန်ကိုကျွန်တော်ပြန်ပြီးတော့ဟာလို refresh လုပ်လိုက်မယ်ဒီကောင်းလေးနောက်ဆုံးဈေးတက်သွားတဲ့အချိန်မှာလုံးဝ volume ကလိုက်မလာဘူးအဲ့ဒါလည်းနည်းနည်းအန္တရာယ်ရှိတယ်โอเคအဲ့တော့ကျွန်တော်ကတော့ဟိုဝယ်မယ်ဆိုရင်ဒီလောက်လောက်ကအကောင်းဆုံးလို့ကျွန်တော်မြင်တယ်โอเคဟို the most safest place is the most dangerous place ပေါ့ဗျာเนาะ ဒီလိုမျိုးဆိုဒီကောင်ဒီနေရာမှာလုံမြင်နေဒါပေမဲ့အကိမ့်မဲ့ဒီကောင်ကနေပြီးတော့မထိနိုင်မနဲ့ဆင်းသွားမယ်ဆိုတော့ဟိုကိုအယောင်အယောင်ခွာလိုက်တော့ okay အကိမ့်မဲ့ဒီ level တွေမြန်ပြန်ဆင်းနိုင်မလားလို့ကျွန်တော်မြင်နေ okay အားလေးကျွန်တော်တစ်ချက်လေးအာ3 page နဲ့ရွှေကိုအတင်းလိုက်ပြီးတော့မဝဲပါနဲ့ okay အာတစ်ချက်တော့ကျွန်တော်3 page နဲ့ပြီးတော့ Monday ကလည်းဒီလိုပဲတွေ့တဲ့ထုံးစံနိုင်မတွေ့လားကျွန်တော် Monday မှာလုံးဝရွှေကြီးကဘာဘာမှမပြောနဲ့လုံးဝထောင်တက်သွားတယ်ပြီးတော့ Tuesday လဲကျတော့တွေ့လားပြန်ဆင်းသွားတာပဲ အကယ်၍များတကယ်လို့များဒီကောင်တွေ break out ကမှန်တယ်ဆိုရင်เนาะ break out ကမှန်တယ်ဆို normally break out တွေကများသောအားဖြင့်ဒီလိုမျိုး break out တေချာ break out လုပ်တယ်ဆိုရင် volume လည်းတော်တော်ကြီး strong ဖြစ်တယ်တဘောကဗျာဒီ level လုံးဝတက်တော့အဲ့မှာတကယ်ဟိုအားတွေပါတယ်ဆိုတဲ့ဘောကိုပြောတာအခုကအာ price section ကြီးကတက်သွားတာဈေးသာတက်သွားပြီမဲ့ volume ကြီးကလိုက်မတက်ဘူးအဲ့လေးတစ်ချက်တော့သတိထားဖို့လိုတယ် okay um okay as uh character in English. Uh for for go. Okay, let me speak in English. Okay. Okay. For this part, all right. Okay, go right. We have Monday, the market went up, right? But the, what there's one problem is that um, you know, even though the price was rising, right, there was no much of the volume that of uh following that uh particular candle. That is a kind of um a little bit like uh, something that gives you a warning like that all right because normally when you have a, such a strong uh, bullish candle right uh, we should be seeing such a strong volume that associate with it all right so with it without it i think um, you need to be a little bit extra careful Okay, so go. I am maybe like 60 65% bullish, uh, but I'm not really so eager to, uh, you know, eager to long. All right, so that's a reason. And moreover, all right, this week, all right, we have an NFP this week, all right, and um, and this Friday is going to be very important because, um, you know, NFP we have, and uh, we also have a uh, Trump and you know Xi Jinping will be so called the meeting. So this will uh, don't know how is how it's turned out, right? So you got uh, quite a quite two big item coming up on Friday. All right, so please be very careful on go. Okay, General Bomalo and Biro Pio so yeah. Okay. um ကျွန်တော်ကခုနပြောတယ် NFP ကဘာဖြစ်လို့ okay NFP ကဘာဖြစ်လို့အရေးပါလဲဆိုတော့သူကဘလို့ဖြစ်လိမ့်ရှိလဲဆိုတော့ဒီ market ကများသောအားဖြင့် ဥပမာအဖြစ် market ကတို့ကျွန်တော်ဒါတစ်ချက်เนาะအအခုမှအဖြစ်များအခုလောလောဆယ်ဒီ level မှာကျွန်တော်တို့ဟာလုပ်နေတယ်เนาะဒီ level မှာကျွန်တော်တို့အခု run နေတယ်ပေါ့เนาะဒီ level မှာအကြောင်းဝင်ဖြစ်နေ Okay ဒီကောင်တွေကများသောအားဖြင့်ဘလို့ဖြစ်လဲဆိုရင်ဒီသူ့ရဲ့အပေါ်မှာ web အသူ့ရဲ့အပေါ်မှာရောင်းဖို့เนาะကျွန်တော်ဒါလေးဒီလိုလဲရောင်းဖို့အတွေ့ဒါဒါအခုဒီအခု price ကဒီမှာเนาะသူ့ရဲ့အပေါ်မှာရောင်းဖို့စောင့်နေတဲ့အာ order တွေရှိတယ် တော့သူ့ရဲ့အောက်မှာလဲဝဲဖို့စောင့်နေတဲ့ order တွေရှိလေရှိတယ်။ Okay အဲ့တော့ဟိုကျွန်တော်တို့ဒီဟောပေါ့ငါအလိုမျိုးပတ်တန်ပေါ့နော်ငါအလိုမျိုးပတ်တန်ဈေးရဒီမှာဆိုအဲ့တော့အဲ့လိုမျိုးနော်အဲ့တော့ဟိုတကယ်လို့ကိုကအပေါ်တက်သွားဖို့အတွက်ဆိုရင်ဒီမှာဝယ်ရဝယ်မဲ့ဟိုဟာတွေကလာဟိုပါတော့ဒီ volume တွေကဝင်လာပြီးတော့ဒီမှာရှိတဲ့စောင့်နေတဲ့ကောင်တွေကိုဘယ်လိုခေါင်းလဲ exchange လုံးမှာတက်သွားတာရောင်းနေခါလဲအတူတူပဲ okay ရောင်းတဲ့ခါလဲအတူတူပဲသူမှဒီလိုမျိုး အာဒါအခုတော့ဆို price အခု price ဖြစ်နေတာအဲ့လိုမျိုးရောင်းနေရဆိုတော့အဲ့လိုအရောင်းနေရဝင်ရောင်းနေရဈေးကွက်တော့ဝင်လာပြီးတော့ဝယ်ဖို့စောင့်နေတဲ့လူတွေကိုနော်ဟိုဝင်ဝယ်ဝင်ဝင် ပြီးတော့ transition ဖြစ်တော့မှဈေးကကျသွားတာโอเคအဲ့တော့ဟိုတကောင်တဲ့သူဟိုငါပုံစံမျိုးမျိုးအမြင်နဲ့အဲ့လိုဖြစ်နေတယ်နော်အဲ့တော့တဘောကအပေါ်မှာဆိုရင်ရောင်းဖို့ pending order တွေရှိတယ်အောက်မှာဆိုဝယ်ဖို့ pending order တွေရှိတယ်โอเค ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီ NFP ကြာရင်ဘာဖြစ်လို့ရှိလဲဆိုတော့ NFP เนาะဒီကျွန်တော် news ချင်ကြဘာဖြစ်လို့ရှိလဲဆိုတော့ခုလောတဲ့ဒါဒီဈေးကဒီမှာเนาะဒီဈေးကဒီမှာဒါကျွန်တော်ဒါအပေါ်မှာဝယ်မဲ့ကောင်တွေရှိတယ်မှာအောက်မှာရောင်းမဲ့ကောင်တွေရှိတယ်အဲ့ကောင်တွေကဘာလဲဆိုဒီကောင်တွေဟို transition မဖြစ်သေးဘူးเนาะဟိုစောင့်နေတာပဲရှိသေးတယ်ဟို level မှာဟို queue လောက်ထားရတဲ့ပုံเนาะ queue လောက်ထားရတဲ့ပုံမျိုးစောင့်နေတဲ့ပုံမျိုးပါဒီကောင်တွေအဲ့ချင်ကြဘာဖြစ်လို့ရှိလဲဆိုတော့အဲ့အပေါ်မှာရောအောက်မှာရောခုနရှိတဲ့ queue queue တွေအကုန်လုံးပျောက်ထွက်သွားအောင် ဲ့ဒီတော့အကယ်၍မဲ့တခုခုကြောင့်များပျောက်ထွက်တော့တော့ဝဲမဲ့လူကိုဘလူးမှလည်းမရှိဘူးရောင်းမဲ့လူကိုဘလူးမှလည်းမရှိဘူးโอเคအဲ့ကြတော့ဘာဖြစ်လိမ့်ရှိလဲဆိုတော့အကယ်၍များဟိုမကတ်ကတက်မယ်ဆိုရင်ဒီကောင်တက်ဖို့ကလွယ်လွယ်လေးဖြစ်တော့ဘာလို့ဆိုရောင်းမဲ့လူတွေမှမရှိတော့တာတို့ရောင်းမလူတွေဆိုရောင်းမလူတွေရှိရင်ဒီကောင်ဟိုဒီမှာရှိတဲ့ library နဲ့ဟို swap လုပ်ပြီးတော့မတက်အောင်ဟုတ်တယ်မလားเนาะအဲအကြောင်း NFP ကြိုင်ဒီကောင်เนี่ย ဒီကျွန်တော်တို့ဒီ level 2လို့ခေါ်တယ်ဒီကျွန်တော်တို့ level 2 price fee လို့ခေါ်တယ်အဲ့ level 2 price fee တို့ဘာလို့မြင်လို့မြင်လို့ရတဲ့ software တွေဘာတွေဆိုရင်เนาะအဲ့ဒီမှာရှိတဲ့ Q လို့နေတဲ့ value တွေအကုန်လုံးလစ်တော့ Okay အဲ့အကြောင်း NFT ကြိုင်ဥပမာတကယ်လို့ကိုစင်းနေတာတော့မှ market ကြီးလုံးဝထောင်တက်သွားပြီးတော့မှစင်းနေတာဖြစ်တတ်တယ်ကိုတက်ချင်တာတော့မှ market ကြီးလုံးဝစင်းပြီးတော့မှတက်သွားတာလည်းဖြစ်တတ်တယ် Okay အဲ့အကြောင်းကျွန်တော် NFT ကအရေးကြီးပါတယ်လို့ပြောတာ Okay NFT က အဲ့ဒီအချိန်ကခုနပြောသလိုကျွန်တော်တို့ဟို news တဲ့အပြင်ခုနကကျွန်တော်အဲ့ transition နဲ့ပျောက်ထွက်ပုံနော် transition နဲ့ပျောက်ထွက်ပုံအာ queue transition ပေါ့နော် pending transition နဲ့ပျောက်ထွက်ပုံလားအဲ့ဒါ market ကအရင်မူးဖြစ်တာဖြစ်တယ် okay အဲ့တော့ NFP ကကျွန်တော်တို့ဒါနော်ဟိုသတိထားပါလို့ကျွန်တော်ပြောခြင်းတယ် okay အဲ့တော့ကျွန်တော်နောက်တစ်ခုကျွန်တော်ဒါ share ကိုကျွန်တော်ပြောပြီးပြီအာနောက်တစ်ခုကျွန်တော်ပြောခြင်းတာတော့ဟိုပါရေနဲ့ ရေနံလည်းနည်းနည်းတော့ထိုနီး၎င်းမယ်โอเคထိုနီး၎င်းမယ်ကျွန်တော်တို့ Monday ကတက်သွားတယ်အာရေနံဆိုဥပမာပြင် Monday တောင်မှဟိုအလုံးဝအစုံထိတက်သွားမှာပြန်ဆင်းသွားသေးတယ်တော်မှာအဲပြီးတော့ဒီကောင်ကဒီနားမှာ range ပဲဖြစ်နေတဲ့သဘောမှရှိတယ်အဲ့တော့ခုနပြောသလိုဟုတ်တယ်ရေနံလည်းနည်းနည်းသတိထားပါကျွန်တော်ဒီ level ကိုအရင် strongly break out ဖြစ်တော့မှ set တက်မယ်လို့ကျွန်တော်မြင်တယ်ရေနံတော့ကျွန်တော်ကျွန်တော်တော့နည်းနည်းတက်ဖို့များရှိသလားလို့ကျွန်တော်ထင်တယ်အာဘာဖြစ်လဲဆိုတော့တခုနည်းနည်းလေးရှိတာက ခုနရွှေတို့ဘာလို့လဲမတူတာကရေနံကကျွန်တော်တို့ဒီမှာအာစပြီးတော့တက်လာတော့မှာ volume လေးပါလေးရှိသေးတယ် okay အဲ့တော့ရေနံတော့ရွှေတဲ့ဆိုင်တော့ကျွန်တော်လည်းထင်တာကပို့ပြီးတက်ဖို့ရှိမယ်လို့ကျွန်တော်မြင်တယ် okay အဲ့တော့ဟုတ်ပြီကျွန်တော်နောက်ဆုံးကျွန်တော်နောက်ဆုံး BTC ကိုတစ်ချက်သွားကြတယ် okay BTC ကကျွန်တော်တို့ဒီမှာလဲခြိလို့ရတယ် okay ကျွန်တော်တို့ဒီကျွန်တော်သုံးနေကြကျွန်တော်တို့ဒီ value မှာလဲခြိလို့ရတယ် okay VTC ကတော့သူတို့ ဘာကိုဒါကျွန်တော်တခြားเนาะဟို information တခုကိုကျွန်တော်သုံးထားတာဖြစ်တဲ့ BTC ကကျွန်တော်တို့ဘာကိုသူတို့ဟာလုပ်နေလဲဆိုကျွန်တော်ဒီ projection ကို follow လုပ်နေတယ်လို့ကျွန်တော်မြင်တယ်ဥပမာဖြစ်ကျွန်တော်ဒီမှာနေပြီးတော့เนาะဒီကျွန်တော် line လေးကတက်လာတယ်ဆိုတဲ့အတိုင်းပဲဒီမှာ BTC ကလည်းလုံးဝ like တက်တဲ့သဘောမှာရှိတယ် okay အခုလောလောဆယ် line ကဘာလုပ်နေလဲ line ကဘာလုပ်နေလဲဆိုတော့ဒီ attor အတွင်းကဟိုဟာပေါ့เนาะအာ sideway ပြီးတော့ကျွန်တော်ဘယ်နေ့လောက်ရှိမလဲခါတာเนาะကျွန်တော်ဒီလေးတစ်ချက် ကြည့်လိုက်မယ်ကျွန်တော်တို့ဒီဂျွန်လ ရမဘလောက်ကိုနေစပြီးတော့နည်းနည်းဆင်းဖို့တောင်ရှိသေးတယ်โอเคအဲဒါပေမဲ့ဟိုလုံးဝဟိုကျွန်တော်တို့ဟိုဟာလောက်ထိတော့ဥပမာဖြင့်ကျွန်တော်တို့ဒါဆိုရင်အမ်အခုကျွန်တော်တို့ဒီဟို9000တော့6000တော့လောက်တော့သွားမယ်လို့ကျွန်တော်မထင်ဘူးအခုကတို့သသိန်းနဲ့9000ညီပါရှိတယ်เนาะသသိန်းနဲ့9000ညီပါရှိတယ်ကျွန်တော်အမြင်ကတော့ဥပမာဖြင့်ကျွန်တော်တို့ဒီကောင်လေးပြန်ဆင်းမယ်ဆိုလဲဥပမာဖြင့်အာတသိန်းလောက်တော့เนาะဥပမာဖြင့်အလုံးလုံးဆုံး9,000 6,000ပေါ့เนาะအဲ့လောက်လောက်ပဲပြန်ဆင်းမယ်လို့ကျွန်တော်မြင်တယ် အခုတော့လောဆယ်ရတော့ဒီ projection အရာเนาะဒီ projection အရာ sideway နဲ့ downward move လို့ကျွန်တော်မြင်တယ်ဒီကျွန်တော်တို့ဒီဟိုပါပေါ့အာဂျွန်လပထမဘက်ပြီးတော့ဒုတိယဘက်လောက်မှကျွန်တော်ဒီဆက်ပြီးတော့ပြန်တက်ဖို့ရှိတယ်လို့ကျွန်တော်မြင်တယ်โอเคအဲ့တော့ crypto ကတော့ဝယ်ထားခြင်းနဲ့ဆိုရင်အာ PDC ကိုပြောတာเนาะဝယ်ထားခြင်းနဲ့ဆိုရင်ခဏလောက်စောင့်နေတယ်လို့ကျွန်တော်မြင်တယ်โอเคအရင်ကြီးလောဖို့မလိုဘူးအာဂျွန်လအာဇမ်ဘောเนาะဂျွန်လ9ရက်နောက်ပိုင်းလောက်မှကျွန်တော်ဒီပြန်ပြီးတော့ကြည့်တင်တယ်လို့ကျွန်တော်မြင်တယ်ဝယ်ဝယ်ခြင်းနဲ့ဆိုရင် โอเคအဲ့တော့ကျွန်တော်အဲ့လိုတော့ကျွန်တော်မြင်တယ်နောက်တစ်ခုကကျွန်တော်ဒီ crypto မှာကျွန်တော် crypto မှာ trade လုပ်ချင်တယ်ဆိုဒီ website လေးကိုတုံးလို့ရတယ်โอเคဒီကောင် free ပါโอเคဒီကောင် free ပါအာကျွန်တော်ဒီကိုအာဒီကိုသွားလိုက်မယ်โอเคဒီမှာပြောရကျွန်တော် take 1 uh 1 hour ဆိုတာရှိတယ်အဲ့ကောင်ကိုကျွန်တော်ဒီဟာဒီတဲ့ဂျာရက်ထည့်လိုက်ရင်ကျွန်တော်ဒီမှာပေါ်လာလိမ့်မယ် take ဆိုတာဒီမှာ take အဲ့ကောင်ကိုကျွန်တော် arrange လုပ်လိုက်မယ် အဲ့လိုဆိုရင်ဒါကိုဘာလို့လုပ်လို့ရလဲဆိုကျွန်တော်တို့အခုလောလောဆယ်တနာရီအတွင်းနော်လွန်ခဲ့တဲ့တနာရီအတွင်းကျွန်တော်တို့ဘဲအာမြင်လို့ဘဲ instrument ကအရန်ဟိုပါဘောနဟော့နေတယ်ဆိုတော့သိလို့ရတယ်ဘာလို့ဆို crypto ကကျွန်တော်တို့ကဟိုပါတဲ့အများကြီး coin နဲ့အများကြီးကိုကဘယ်ကဘယ်ဟော့ဖြစ်နေဆိုတော့ကိုကဘယ်လိုသိလဲโอเคအဲ့တော့အဲဒီဒီဟာလေးလုတ်လို့ရုံနဲ့ပဲကျွန်တော်တို့ဒါပတ်စံလဲပေးရမလို့ကိုသိလို့ရတယ်โอเค ဒါမဲ့တခုတော့ရှိတယ်ဒီကောင်ရောင်းဟိုတက်မှလာကြမှလာကိုပြောတာမဟုတ်ဘူးဒီကောင် hot ဖြစ်နေတဲ့ coin ကိုပြောတာဥပမာအပြင်တော့ကျွန်တော်တို့ဒါဆိုရင်အခုဆိုတာကျွန်တော်တို့ DRB ဆိုတဲ့ coin က number 1အာဒုတိယတစ်ခုက ETA ဆိုတဲ့ coin က number 2ပေါ့နော်အဲ့တော့ဆိုကျွန်တော် DRB ကိုတစ်ချက်သွားကြည့်လိုက်မယ်နော် DRB ကဲကျွန်တော် Binance ပေါ့နော်အာ DRB ဆိုတော့ဟို hot ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဒီမှာကြည့်ရင်လည်းသိတာပဲဟောကလုံးဝဖြစ်နေတာတော့တက်နေစလားမှရှိတယ်တွေ့လားအဲအဲ့တော့ကိုက အဲ့လိုမျိုးဒီလိုမျိုးဟာ fit ဟာဘောနော် scanner လေးတွေကိုကအာယုံစိုက်ပေးအချင်းကိုကဘဲကောင်နည်းနည်းအာဟာဘောနော် hot ဖြစ်နေဆိုတော့ကိုပို့ပြီးတော့ဟိုသူများတဲ့သူများမသိရင်ကိုကတီးလို့ရတယ်တခုတော့ရှိတယ်ဒီကောင်ကတော့ဟို1 hour time frame ဖြစ်တဲ့အတွက်ကိုကတော့ဟိုတနားကြီးပေါ့နော်အနည်းဆုံးတနားတစ်ခေါက်လောက်တော့အနည်းဆုံးစစ်တင်နေတယ်လို့ကျွန်တော်မြင်တယ် okay ဟုတ်ပြီအဲ့တော့ကျွန်တော်ညီကုန်းချောရမယ်ဆိုရင်ဒီနေ့ညီကုန်းချောရမယ်ဆိုရင်ကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့ news တွေကဒီနေ့ကစပြီးရှိပါတယ် news ကဒီနေ့ရစပြီးရှိပါတယ်ကျွန်တော်တို့တောက်ကြနေရတော့အရင်အရေးကြီးမယ်လို့ကျွန်တော်ထင်တယ် NFP နဲ့အဲပြီးတော့ not Trump နဲ့ C ရဲ့ဇလန်လည်းရှိတယ်ဖြစ်နိုင်ရင်အာ position တွေအများကြီးကိုတည်မသွားပါနဲ့ပြီးတော့ဖြစ်နိုင်ရင်ကျွန်တော်တို့ over weekend ကိုတွားပြီးတည်မသွားပါနဲ့ပေါ့တော့များသောအဖြစ်လို political เนาะ geopolitical issue တွေများသောအဖြစ်ကဟိုကျွန်တော်စနေတင်းနေမှာဖြစ်တယ်လို့ပါเนาะအဲ့တော့ ကွာတကယ်လို့ position အများကြီးနဲ့เนาะ position အကြီးမှသွားတဲသွားထားလိုက်ရင်ဥပမာပြကျွန်တော်ရှေ့တစ်ပတ်တင်းလာနေကြရင်ဒီလို gap up ဖြစ်တာတော့เนาะဟို gap down ဖြစ်တာတော့ ਨੇ ဆိုဂျုံရင်ကိုเนาะကိုတဲ့ core position အတွက်ဟိုထိခိုက်မှာဆိုလို့เนาะအဲ့တော့တော့ကြာနေလေးကိုတစ်ချက်3 side ပေးပါ okay so okay ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီ video ကျွန်တော် YouTube မှာလည်းတင်ပါမယ်တကယ်လို့အာကျွန်တော် video တွေကအကျိုးရှိတယ်အသုံးဝင်တယ်ဆိုရင်အာကျွန်တော်ဒီ Facebook မှာကြည့်နေတဲ့လူတွေရောဖြစ်နေ share ပေးပါ ကဲလို့ YouTube မှာဆိုလဲအာ share လို့ subscribe လို့ like လို့လို့လို့ရပါတယ်โอเคကျွန်တော် YouTube မှာဆိုလဲအာ comment ပေးလို့ရပါတယ်โอเคအဲ့တော့အာဒီနေ့ကဒီလောက်ပါပဲအာကျေးဇူးအများကြီးတင်ပါတယ်โอเคကျွန်တော်ဒီ video လေးကို share ပေးပြီးတော့ like လို့ဒီပိုင်းလို့ပေးလို့ရပါတယ် all right so thank you very much and um, yeah have a great day guys all right mm. bye bye thank you